ဘာကန်လာရှို2014ကျင်းပနိုင်ဖို့အတွက်လာရှိုမျိုးကလူငယ်နီးပညာရှင်တွေတွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်ခွန်စုံသတင်းပြပို့ထားပါခင်ဗျာလာမယ့်2014ခုနှစ်ဇန်နဝါရီလမှာဘာကန်လာရှိုကျင်းပနိုင်ဖို့လာရှိုမျိုးကလူငယ်နီးပညာရှင်တွေတွေ့ဆုံပွဲကိုဒီဇင်ဘာ22ရက်နေ့ကမြရီလမ်းမှာရှိတဲ့ Golden Cherry ကဖေးမှာပြုလုပ်ခဲ့တာပါအဲဒီကနေ့ကျွန်တော်တို့ဒီဘာကန်လာရှို organizer တင်းနေနဲ့နီးပညာရှင်တွေအားလုံးအကျိုး တွေ့ဆုံမှာညီနိုင်ဆွေးနွေးတဲ့ပွဲပဲဖြစ်ပါတယ်အဲလပကန်ရဲ့အဓိကရည်ရွယ်ချက်ကတော့ကျွန်တော်တို့ဒီအမ်ဤပညာပေါ့နော်စီပွားရေးဒူးမှုရေးအဲစအစရှိတဲ့ကဏ္ဍပေါင်းစုံ level တီတီကကျွန်တော်တို့အသွေးကြုံ အသွေးမင်အယူဆတွေကိုကျွန်တော်တို့တအုပ်နဲ့တအုပ်ရင်းနီးနီးအနီနော့ဖလဲနိုင်မှာကျွန်တော်တို့ဒီပုံမကောင်းမွန်တဲ့လူမှုဝန်းကျင်ကြီးကိုကျွန်တော်တည်ဆောက်နိုင်ဖို့ဖြစ်ပါတယ်။လူရှမ်းပြည်နယ်မြောက်ဝိုင်းလားရှုံးမြို့မှာ develop ဖြစ်လာတယ်ပေါ့။အဖွဲ့မျိုးတိုးတက်လာတွေ့ရပြီကျွန်တော်အရန်ဝမ်းသာတယ်။အဲပြီးကျတော့နီးပညာသမားတွေကျေပြန့်တဲ့နီးပညာသမားတွေပြန်စုစည်းမိလာတယ်ပေါ့နော်။ဒါကြောင့်မို့ကျွန်တော်တို့ရှုံးမြို့ကြီးနဲ့တိုးတက်လာပြီးတော့မြန်မာနိုင်ငံကြီးလည်းတိုးတက်လာမယ်ဆိုတော့ကျွန်တော်ယုံကြည်ပြီးတော့ဝမ်းသာပီတိဖြစ်ရပါတယ်။ဘာကန်ကို လာရှုမော်ဒယ်မှာ လာမယ့်2014ခုနှစ်ဇန်နဝါရီလ4ရက်နေ့နဲ့9ရက်နေ့မှာကျင်းပမှာဖြစ်ပြီးစိတ်ပါဝင်စားတဲ့မိတိပညာရှင်မဆိုတက်ရောက်ဆွေးနွေးနိုင်တယ်လို့သိရပါတယ်ကျွန်တော်ခွန်စောဦးပါ